အလုံးမမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဖခင်ကသူနဲ့တူတဲ့သူတယောက်ဖြစ်အောင်ကျွန်တော်ကိုလောကမှာနေစေချင်တဲ့ဖခင်ဖြစ်တယ်အာမင်ဒီနေ့အဖြစ်ဖခင်နဲ့တူတဲ့သူလို့ပြောတဲ့အခါမှာဘာကိုပြောတာလဲဆိုရင်ဖခင်ကဲတော့အုပ်အုပ်ချုပ်တဲ့သူအုပ်ဆိုးတဲ့သူအောင်မြင်တဲ့သူ hallelujah ဆိုအဲ့လို position အဲ့လိုနေရာမှာဖခင်ကျွန်တော်ကိုရှိစေချင်တယ် ဒါကြောင့်ကျွန်တော်တို့တည်ရမယ့်အရာတစ်ခုကကျွန်တော်တို့ဖရာသခင်လိုမျိုးပဲဖရာသခင်ရဲ့ဒီယူပါယုံဖရာသခင်ရဲ့ calling ကကျွန်တော်အဲ့ဒီအရာဖြစ်တယ်။ဘုရားကျွန်တော်ကိုလူကိုဖန်ဆင်းထားတာကအုတ်ချုပ်ဖို့ရတဲ့ဖန်ဆင်းခဲ့။ဒါဆိုဖရာသခင်ကျွန်တော်ကိုခေါ်ထားတဲ့နေပယ်မှာဘုရားခင်ထားထားတဲ့နေပယ်မှာကျွန်တော် position မမှန်ကန်ကန်နဲ့နေဖို့ရန်အတွက်ကျွန်တော်ယုံကြည်သူရဲ့ lifestyle မှာဘာနဲ့ဖြည့်ဖို့ရန်အတွက်အဓိကလိုအပ်လဲဆိုရင်ဒီနေရာမှာအရင်အရေးကြီးအချက်ကဘာလဲဆိုတော့ တန်ရှင်းသောဝိညာဉ်တော်ရဲ့လေဖြစ်တယ်။ဒီနေ့အဖေဖရာသခင်ရဲ့လေအာမင်ဖရာသခင်ရဲ့လေ so ဖရာသခင်ရဲ့လေညံ့ညံ့ဖြစ်ဖို့လို့ဒီနေ့အဖေနားလည်အောင်ကျွန်တော်ပြောပြဆိုဝိညာဉ်တော်ရဲ့လေနဲ့ညံ့ဖြစ်ဖို့လို့တန်ရှင်းသောဝိညာဉ်တော်နဲ့ညံ့ညံ့ဖြစ်ဖို့ရန်အတွက်အင်မတမလိုအပ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြခြင်းတယ်ဆိုတော့ဒီမှာကျွန်တော်ဝိညာဉ်တော်ရဲ့လေကကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့အသက်တာထဲမှာဖြည့်ခြင်းခံရတဲ့အရာများလာတဲ့အခါမှာကျွန်တော် position ရာထူးတွေကမတူတော့ဘူးဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဘာမှတွေ့ရဆိုရေစကြည်လအနာဂတိကျမ်းခန်းကြီး39နဲ့အငယ်30မှာကျွန်တော်တို့တွေ့ရတယ်။အဲ့မှာ prophet ရေစကြည်လဝိညာဉ်တော်ကတွေ့၆တဲ့၆တွေ့တဲ့အယူစုတွေကိုဘာလို့ခိုင်းလဲ prophet ပြုခိုင်းတယ်။ဆိုအဲ့မှာ prophet ပြုခိုင်းတဲ့အချိန်မှာဘာလဲဆိုမာထားတော်မူဒီအတိုင်းအငယ်30မှာမာထားတော်မူဒီအတိုင်းငါတွေ prophet ပြုရေး၄ဒီသူတို့အထဲတော့ဝင်တဲ့ဖြစ်အာကြည့် လေကသူတို့ရဲ့အထဲထဲမှာဝင်နေဖြစ်သူတို့ဒီအသက်ရှင်၍အဲ့ဒီလေကဖျားသခင်ရဲ့လေကသူတို့ရဲ့အထဲထဲကိုရောက်လာတဲ့အခါမှာသူတို့ကဘာဖြစ်လဲဆိုတော့အလွန်များသောဘူချီဖြစ်လက်မတ်သက်နေကြ၏ကြည့်ဖျားရဲ့လေကဒီအယိုးစုတွေပေါ်မှာရောက်လာတဲ့အခါမှာတာမန်လူမဖြစ်လောက်ကျမ်းစာထဲမှာရေးတာဘူချီဖြစ်လာတယ်အာမင်ဆိုတော့ကျွန်တော်အားလုံးသိတယ် ဘိုးချေဆိုတာတာမန်လူနဲ့မတူဘိုးချေဆိုတာရဲရင်တဲ့သူဖြစ်တယ်ဟာလေလုယာတာမန်တဲ့သူခွန်အားကြီးတဲ့သူအုတ်ချုပ်တဲ့သူအစွမ်းတတိရှိတဲ့သူအဲ့ဒီနေပယ်မှာစိုးစံဖို့ရန်အတွက်ဖြစ်တယ်ဒါဆိုဒီ position ကို ရောက်သွားစေတာဒီဘာကြောင့်လဲတန်ရှင်သောဝိညာဉ်တော်ရဲ့လေကြောင့်ဖြစ်တယ်အာမင်ဟာလေလုယာအဲ့ညီကမမကျွန်တော်ရဲ့အသက်တာထဲမှာ ဝိညာဉ်တော်နဲ့မြန်မြန်ဖြည့်ဖို့ရင်အတွက်ကျွန်တော်ဘာလို့ရလဲအဲ့ဒီဝိညာဉ်တော်လေကကျွန်တော်ရဲ့အတ္တတာထဲမှာရောက်လာဖို့ရင်အတွက်ကျွန်တော်ဘာလို့ရလဲကျွန်တော်ဆုတောင်းခြင်း environment ကိုကျွန်တော်ကဖန်တီးဖို့လိုတယ်ဆုတောင်းခြင်းထဲမှာကျွန်တော်နေဖို့ရင်အတွက်ကျွန်တော်အထူးလိုအပ်တယ်ဒါကြောင့်ဒီမှာကျွန်တော်ကျမ်းစာထဲမှာကျွန်တော်တွေ့ရတဲ့အရာတစ်ခုရှိရယ်လုကာခန်းကြီး7ငယ်7မှာဆုတောင်းသောသူတွေကိုဗာလဲတန်ရှင်းသောဝိညာဉ်တော်ကိုတား၍ပေးတယ်နှုတ်ပါလား ဆုတောင်းတဲ့သူကိုဝိညာဉ်တော်တာ၍ပေးတယ်။ပို့ပြီးဝိညာဉ်တော်ပေးဝိညာဉ်တော်နဲ့ပို့ပြီးဖြည့်ပေးတယ်။ဒါကြောင့်ကြည်ဝိညာဉ်တော်ရဲ့လေဖြည့်ခြင်းခံရတဲ့သူတွေရဲ့ lifestyle ကဘယ်တော့မှရစ်တက်မသွားဘူး။သူတို့ကအစံတိုင်းကြီးထွားပြီးအစံတိုင်းကြီးပွားပြီးတိုးပွားနေတယ်။ multiply ဖြစ်ဖြစ်ဖြစ်နေတယ်။ဝိညာဉ်တော်ရဲ့လေဖြည့်ခြင်းခံရတဲ့ကအဲ့တော့ကျွန်တော်တမန်တော်ဝုဒ္ဓအခန်းကြီး1ထဲမှာကျွန်တော်မြင်နိုင်တယ်တမန်တော်ဝုဒ္ဓအခန်းကြီး1ထဲမှာကျွန်တော်တွေးနိုင်တယ် ိမ်မှာအထက်ခန်းမှာတို့ကစုယုံကြတယ်အထက်ခန်းမှာတို့ကစုယုံကြတယ်နော်စုယုံကြတယ်လို့ပြောတဲ့ခါမှာရုပ်ရှင်တွေကြီးနေတာမဟုတ်ဘူးအာလူတွေဖုန်နေတာမဟုတ်ဘူးတို့ဘာလုပ်ကြလဲအဲ့မှာရှိတဲ့တပည့်တော်တွေဟာယေရှုခရစ်တော်မှာကြားတဲ့အတိုင်းပဲတို့ဘာလုပ်လဲတို့စုတောင်းနေကြတယ်မှာတညီတညွတ်တဲ့စုတောင်းနေကြတယ်ရေပဲဆိုအဲ့ဒီစုတောင်းတဲ့နေရာကဘာဖြစ်လာလဲဆိုရင်စုတောင်းခြင်းရှိတဲ့နေရာဘာဖြစ်လာလဲ အဖိုးခပေးပြီးဆုတောင်းခြင်းရှိရဲ့နေရာဘာဖြစ်လာဝိညာဉ်တော်ရဲ့လေကရိုးရိုးတော့မတိုက်ဘူးအရှိန်အဟုန်နဲ့တိုက်တယ်လေပြင်းမုန်တိုင်းကဲတို့ထို့သူတို့နေတော့ထို့သူတို့နေတော့အိမ်ကိုဖြည့်ချင်းခံရတယ်တမန်တော်မို့ရိုးရိုးတော့မတိုက်ဘူးအလွန်ပြင်းတဲ့ဝိညာဉ်တော်ရဲ့လေနဲ့အဲ့ဒီအိမ်မှာရှိတဲ့လူပေါင်း120ကိုဖြည့်ချင်းခံရတယ်အိမ်နေကစပြီးတော့မှဘာဖြစ်လာလဲ အဲ့ဒီ120မှာဝင် join တဲ့သူတွေဟာတာမန်လူတွေမဖြစ်လောက်သူတို့ဟာယေရှုခရစ်တော်နီးသူဝိညာဉ်နဲ့ပဲမှာစိုးစံတဲ့သူတွေဖြစ်လာတယ်။တမန်တော်တွေဖြစ်လာတယ်။သာသနာပြုတွေဖြစ်လာ Prophet တွေဖြစ်လာတကယ်ကိုဖရားတခင်ကြီးမားစွာအသုံးပြုတဲ့ခေါင်းဆောင်နဲ့ပဲမှာဖြစ်လာအရင်ကဒီလူတွေကတာမန်လူတွေပဲတငါတွေတွေပဲတာမန်လူတွေပဲဒါမှဝိညာဉ်တော်ရဲ့လေနဲ့ဖြည့်ချင်းခံရတဲ့ကံမှာသူတို့ဟာဘာလို့လဲ စိုးစံတဲ့သူတွေဖြစ်လာတယ်။အသင်းတော်တွေတည်ထောင်တဲ့သူတွေဖြစ်လာတယ်။အသင်းတော်တွေမြောက်များစွာကိုဥဆောင်တဲ့ leader တွေကဒီကပေါ်လာတယ်။ဒါပဲမဟုတ်ဘူး။အဲ့မှာဝိညာဉ်တော်ရဲ့လေနဲ့ဖြည့်ချင်းခံရတဲ့ကမ္ဘာခရစ်တော်ရဲ့အဝင်ဂလိတဲ့င်းစကားကဒီနေ့ဂျေရုရှလင်မှာပဲမရက်တန့်သွားပဲနဲ့ရှမာရိနဲ့မြေကြီးစွန်းတိုင်အောင်ရောက်သွားတယ်။ကြည့်ဒါကြောင့်ဝိညာဉ်တော်ရဲ့လေက ဖြည့်ချင်းခံရပြီဆိုရင်အဲ့ဒီလူရဲ့ဘဝကအဲ့ဒီအဖွဲဇီးတွေကဘယ်တော့မှမရက်တမ်းသူတို့ကတိုးပွားရင်တိုးပွားကြီးထွားရင်ကြီးထွားတကူးနဲ့ပူပြီးပြည့်စုံကျွယ်ဝတဲ့နယ်ပယ်ကိုရွှေ့လာတယ်အဲ့ဒါတန်ရှင်သောဝိညာဉ်တော်ရဲ့လေရောက်လာတဲ့အခါမှာအလုတ်လုတ်တဲ့ပုံစံဖြစ်တယ်ဟာလေလုယာအဲ့ဒီကမ္မမ ဘုရားခင်ကနဦးလူသားကိုဖန်ဆင်းတဲ့အခါမှာဒီလူတွေကဖန်ဆင်းခံတတ္တဝါထဲမှာမတူညီတဲ့အချက်ကပါလေသူ့ရဲ့အထဲထဲမှာရှိတဲ့ဘုရားရဲ့လေဖြစ်တယ်။အာမင်။ဘုရားခင်ရဲ့လေမုတ်တွင်းချင်းခံရတဲ့အခါမှာဘာဖြစ်လာလဲညီကိုမမတို့။ဒီလူဟာအုတ်ချုပ်ဖို့ရန်အတွက်ဖြစ်လာတယ်။အုတ်ဆိုးဖို့ရန်အတွက်ဖြစ်လာတယ်။တူးပွားဖို့ရန်အတွက်ဖြစ်လာတယ်။ဒါကြောင့်ဘုရားခင်ကသူတို့ကိုပါမလဲ be fruitful and multiply dominion နဲ့အသက်ရှင်ဖို့ရန်သူကဒီလေကသူတို့ကိုအဲ့ဒီ position ကိုခေါ်သွားတာဖြစ်တယ်။ဤကောင်မမတို့ဒီလေကတခြားလမ်းကြောင်းမှမရှိဘူးဖြစ်တယ်။ suit တောင်းတဲ့နေရာမှာ suit တောင်းတဲ့သူတွေရဲ့တက်တာတွေမှာအဲ့ဒီဝิญဉ်တော်နဲ့ဖြည့်ခြင်းကိုခံရတယ်။အဲ့ဒီဝิญဉ်လေထုရှိတာဖြစ်တယ်။ဒါကြောင့်တင်ဟာဒီကာလမှာလေထုရှိတဲ့နေရာကိုကျွန်တော်ရွေးချယ်တက်ဖို့ရန်အတွက်လိုတယ်။ အဲ့ဒီတန်ရှင်သောဝိညာဉ်တော် လေထုလွမ်းမိုးတဲ့အရာမှာတင်းကဝင် join ဖို့လိုတယ်လာပါဝင်ဖို့ရန်အတွက်လိုအပ်တယ်ဘယ်နေရာမှာဝိညာဉ်တော်ရဲ့လေဖြစ်ရှင်းခံတယ်ဘယ်နေရာမှာဝိညာဉ်တော်ရဲ့လေတိုက်နေလဲအဲ့ဒီ location ကိုတင်းရွေးချယ်တတ်တယ်ဆိုရင်တင်းကိုယ်တိုင်လည်းအဲ့ဒီလေနဲ့ဖြေးဝတဲ့သူဖြစ်လာဒါကြောင့်ဒီမှာကျွန်တော်တွေ့ရတဲ့အရာတစ်ခုရှိတယ်အရင်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကဘာရှိလဲဆိုရင်ဓမ္မအရာဆိုရင်တစ်ဓမ္မအရာဆိုရင် တစ်သမားရဆိုမှာခန်းကြီး19အငယ်20နဲ့23မှာဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တွေ့ရတယ်အဲ့မှာ location တနေရာကိုကျွန်တော်ပြောပြချင်နာယုတ်ယွာနာယုတ်ယွာဆိုတော့ဒီနာယုတ်ယွာမှာဘသူတွေရှိလဲ prophet တွေရှိဒီနာယုတ်ယွာမှာဘသူကဥဆောင်လဲ prophet ရှမွေလာကဥဆောင်တဲ့ prophet တွေရှိဆိုအဲ့ဒီနာယုတ်ယွာကိုတင်သွားလိုက်တာ ਨੇ တင်းလေထုချင်းသွားတယ်တာမမို့ တင်ကအရင်ကတမ်အရင်ကဟာရှောလူကသူ့လူတွေကိုလွတ်လိုက်တယ်ဟာသွားဒါဝိကိုသွားဖမ်းဒါဝိကိုသွားရှာရှောလူရဲ့လူတွေစစ်တပ်တွေဖြစ်တယ်ဒီလူတွေကစစ်စစ်သားတွေ prophet တွေမဟုတ်ဒါပေမဲ့အဲ့ဒီနာရုပ်ရွာအဲ့ဒီလေထု prophet တွေရှိတဲ့လေထုကိုရောက်သွားတဲ့အခါဒီလူတွေက prophet ပြုတ်တဲ့လူတွေဖြစ်လာသူတို့ကိုယ်တိုင် prophet တွေပြုတ်လာကြည်အာမင်အဲ့တော့ဒီကာလမှာညီကိုမမတော့ ဘယ်နေရာမှာတန်ရှင်သောဝိညာဉ်တော်ရဲ့လေကပြင်းစွာအလုံးလုံးနေလဲဘယ်နေရာမှာတန်ရှင်သောဝိညာဉ်တော်ရဲ့လေကပြင်းစွာတိုက်ခိုက်နေလဲတင် location ရွေးတတ်ဖို့လိုတယ်လေမတိုက်တဲ့နေရာသွားရင်တော့တင်တင်တက်တာထဲမှာလဲဘာလေမလာမှာမဟုတ်ဒါမဲ့တင်ဟာအထက်ခန်းလိုမျိုးနေရာ120အထက်ခန်းလိုမျိုးနေရာမှာတင်ဝင် join နေဆိုရင်တေချာတယ်တင်လဲမြေကြီးစွန်းတိုင်အောင်ခရစ်တော်ရဲ့တက်တည်ဖြစ်တဲ့ယခုချိန်တက်ရှင်နေဖြစ်တယ် prophet တွေနဲ့ environment ကိုတင်လာတဲ့အခါမှာတေချာတဲ့တင်လဲ prophet ပြုတဲ့သူတယောက်ဖြစ်နေမှာဖြစ်နေ။ Amen. Hallelujah. ဒါကြောင့်ညီကိုမောင်မတို့ဘုရားတခင်ကျွန်တော်ရဲ့အသက်တာထဲမှာ သူ့ရဲ့လေနဲ့ပြည့်ဝပြီးတော့မှဒီနေ့ဘုရားတခင်ရဲ့အမှုတော်ကိုကျွန်တော်ကိုဆောင်ရွက်စေခြင်းနဲ့ဘုရားဖြစ်တယ်။ကျွန်တော်ရဲ့ ministry ကျွန်တော်ရဲ့အသက်တာကျွန်တော်ရဲ့ life ကဘယ်တော့မှရက်တန့်သွားတဲ့ life မဟုတ်ဘဲနဲ့အစင်မြဲတိုးပွားတယ်ကြီးထွားနေတယ် တကူနဲ့သူ့ရဲ့အမှုတော်ကိုဆောင်ရွက်နေမြေကြီးစွန်းတိုင်အောင်ဖရာရဲ့တက်တည်ဖြစ်နေစိုးစံတဲ့နေပယ်မှာအသက်ရှင်နေဘာအဖြစ်လဲတန်ရှင်သောဝိညာဉ်တော်ရဲ့လေအဖြစ်ဖြစ်တယ်ဒါကြောင့်ဒီကာလမှာဆုတောင်းခြင်းမျက်မှောက်တော်ထဲမှာနေပြီးဝိညာဉ်တော်လေရှိတဲ့ဒီ location ဒီနေရာကို ရွေးချယ်တက်ပြီးတော့မှ ပါဝင်တဲ့ညီကောင်မတွေဖြစ်ပါစေ အရောက်ချင်းစတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။